နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်မေလ28ရက်နေ့ညနေ4:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ခြေနေယနေ့မြန်မာစံတော်ချိန်3:00နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအိုရိတပြည်နယ်ကမ်းလွန်တွင်ဖြစ်ပေါ်နေသောအားကောင်းသော လေဖိအားနှင့်ရဝန်းသည်ဆက်လက်တည်ရှိနေပါသည်အဆိုပါအားကောင်းသောလေဖိအားနှင့်ရဝန်းသည်မြောက်ဘက်သို့ဖြင်းညင်းစွာရွေ့ရှားနိုင်ပြီးပုံမူအားကောင်းလာနိုင်က နောက်24နာရီအတွင်းမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည် ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်တုံလေအားလွန်ကောင်းနေပါသည်မနက်ဖြန်နံနက်အထိခန့်မှန်းချက်ကြားပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွဲ၍မိုးကြီးနိုင်ပါသည် ရွာရံရာနှုံးပြေဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေယာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်အင်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပြင်းမြို့ဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်မကြခဏမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းလွန်ကြီးမီမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်မိုင်40မှ45မိုင်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမုတ်တမောက်ခွေ့ငွန်တနင်းသာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ကိုးပေမှ73ပေခန့်ရှိနိုင်ပါသည် နောက်နှစ်ရက်အတွက်ခန့်မှန်းချက်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မိုးအထင်အထင်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည် မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်